မင်္ဂလာပါဗျာအောင်သူ knowledge sharing ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အောင်သူပါကျွန်တော်ဒီနေ့ပြောပြချင်တာကတော့ dynamic array function တခုဖြစ်တဲ့ sort by function အကြောင်းပဲဖြစ်ပါတယ်အဲ့တော့ sort by function က excel version 2019နဲ့ office 36 2019မှာစတင်ပါဝင်တဲ့ version မှာ office 365မှာတော့ sort by function ပါဝင်ပါတယ်ကောင်းပြီဒါဆို sort by function ကိုကျွန်တော်ဘယ်လိုနေရာတွေမှာသုံးလို့ရလဲဆိုတော့စပြီးတော့လေ့လာကြည့်အောင်ပထမဆုံးအနေနဲ့ sorting စီတဲ့အခါမှာ sort function ဆိုပြီးတော့အာရှိတယ် soft bind function ဆိုပြီးတော့ရှိပါတယ်အဲ့တော့ soft bind function က multi level sorting လုပ်တဲ့အခါမှာအသုံးပြုတဲ့ function တစ်ခုဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က level နှစ်ခုထားပြီးတော့ sorting လုပ်ချင်တယ်ဆိုရင် soft bind function ကိုအသုံးပြုနိုင်ပါတယ်အဲ့တော့ equal sort down arrow နဲ့ပဲ tab ကုန်မယ် array ဆိုတဲ့နေရာမှာ sorting လုပ်ပြီးတွားရင်ပေါ်ပြခြင်းတဲ့အချက်လက်တွေကိုထည့်သွင်းပေးရမယ်ကျွန်တော်ကဟောဒီဇာတ်ကွက်ကြီးတစ်ခုလုံးကို စော်တင်လှုပ်ချင်တာဖြစ်တဲ့အတွက် array ဆိုတော့ဒီစရားကွက်ကြီးတစ်ခုလုံးကိုကျွန်တော်ဆက်လက်မှတ်ထည့်လိုက်မယ်ကော်မာကုန်မယ် by array 1နေရာမှာတော့ပထမဦးစားပေးအနေနဲ့ဘယ် column ကိုစော်တင်စီစဉ်တာလဲဆိုတာသတ်မှတ်ပေးရမှာပါကျွန်တော်ကဒီသင်ခန်းစာမှာပထမဦးစားပေးအနေနဲ့ say rep ဆိုတဲ့ column ကို a to z စီစဉ်တာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီ say rep တွေကိုအခုလိုဆက်လက်မှတ်ထည့်လိုက်မယ်ပေါ်မှာကုန်မယ်အဲ့တော့ကျွန်တော်တို့က A to Z စီစဉ်နေဆိုရင် ascending ဆိုတဲ့ option ကိုရွေးရမှာပါသူ့ရဲ့ပုံသေးသတ်မှတ်ချက်ကလည်း ascending စီရပါပဲဒါကြောင့်ကျွန်တော် double click ပေးပြီးတော့ရွေးလိုက်မယ် comma ကုန်မယ်နောက်တစ်ခုက by array 2ဆိုတဲ့နေရာမှာတော့ဒုတိယဦးစားပေးအနေနဲ့ဘယ် column ကို sorting လုပ်ချင်တာလဲကိုသတ်မှတ်ပေးရမှာဖြစ်တယ်ကျွန်တော်ဒီဒုတိယဦးစားပေးအနေနဲ့ဟောဒီမှာရှိနေတဲ့ say amount ဆိုတဲ့ column ကို sorting စီစဉ်တာဖြစ်ပါတယ်ဒါကြောင့် by array 2နေရာမှာ say amount ဆိုတဲ့ column ကိုအခုလိုမှတ်ထည့်လိုက်မယ် comma ကုန်မယ် ဲ့တော့ကျွန်တော်တို့ကဟလာဘိုင်အရီတူဆိုတဲ့နေရာမှာကြီးစင်ငယ်လိုက်စီဂျင်နာဖြစ်တဲ့အတွက်အနှုတ်တက်ကိုရွေးมาဖြစ်တယ်ပြီးရင်တော့ control under ခေါက်လိုက်ပါခေါက်လိုက်တာနဲ့တပြိုင်နက်ဒီနေမှာရှိနေတဲ့နာမည်တွေကို A to Z စော်တင်စီပေးထားပြီးတော့ကိန်းတွေကိုတော့ကြီးစင်ငယ်လိုက်စီထားပြီးတာကိုတွေ့ရပါလိမ့်မယ်ဒီနေရာမှာကျွန်တော်တို့ကဒိတ်ရိုက်ထားတဲ့ဆဲကွက်တွေဒီအခုလိုမျိုးဟာလာနတ်ဟာလာကိန်းကနန်းတွေဖြစ်နေလိမ့်မယ် ဒါကို format ပြောင်းခြင်းနေဆိုရင်တော့ control shift number 3ကိုနှိပ်လိုက်ပါ sorry เนาะ control shift number 3ကိုနှိပ်ပါနှိပ်လိုက်တာနဲ့တပြိုင်နက်အဲကျွန်တော်တို့ကအခုလိုမျိုး sorting ကိုရမှာဖြစ်ပါတယ်အဲ့တော့ဒီ sorting စီတဲ့အကြောင်းအရာလေးကဇာတ်ကွက်လေးကဟလာเนาะအဘောင်ခတ်ခြင်းနေဆိုရင်တော့ order hba ကိုနှိပ်ပါနောက်တစ်ခုကဒီ column heading တွေကိုဒီဘက်ရွှေ့ခြင်းနေဆိုရင်တော့ move tool လေးပေါ်အောင်ထောက်ပြီးတော့ right click ကိုဖိထားမယ်ဆွဲလိုက်မယ်ပြီးရင်တော့เนาะ copy here ကိုယူလိုက်ပါယူလိုက်တဲ့နဲ့တပြိုင်နက်အခုလိုမျိုး sorting စီပြီးသားအကြောင်းအရာတွေကို sort by function ကစီပေးသွားတာကိုတွေ့ရပါလိမ့်မယ်အားလုံးပဲကျွန်တော်ရဲ့သင်ခန်းစာတွေကိုအချိန်ကုန်ခံပြီးတော့လေ့လာပေးတာကျေးဇူးတင်ပါတယ်အလောက်အကန့်နေအစဉ်ပြေကြပါစေနောက်ပိုင်းသင်ခန်းစာတွေမှာကျွန်တော်ပြန်တွေ့ကြမယ်เนาะ